ခွင့်အရေးတွေရလာတော့လဲကျွန်တော်အကောင်းဆုံးစူးစမ်းရတာပေါ့နော်ဟိုကျွန်တော်ယုံကြည်တဲ့ company တွေကျွန်တော်ယုံကြည်တဲ့ပြည်သက်တွေရှိနေတဲ့အတွက်အဲတို့ယုံကြည်ချက်တွေမပြတ်သွားစေရအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းနေပါတယ်အမ်ပြောနေတာကြားရပါတော့အလုံးအလုံးနဲ့ပဲတက်တည်ပြပါတယ်ကျွန်တော်ပြောနေတဲ့အတိုင်းပဲဘေးပတ်ဝန်းကျင်တိုက်ခိုက်မှုတွေဝေဖန်မှုတွေအားလုံးကိုလည်းကျွန်တော်ကြိုးဆိုပါတယ်လက်ခံပါတယ်ဒါဆိုအတိုက်ခိုက်ရှိမှဟိုဟာအောင်မြင်တယ်ဆိုတာဒါလက်တွေ့ပါပဲအဲ့တော့ကျွန်တော်ဟို ပြောကြရှိလဲပြောပါဟိုဝေဖန်ကြရှိလဲဝေဖန်ပါလမ်းထုတ်လမ်းညွန်ကြရှိလဲလမ်းညွန်ပါအပေးကြရှိလဲအပေးပါလက်ခုပ်တီးကြရှိလဲလက်ခုပ်တီးပါလို့ကျွန်တော်ကတော့အကောင်းဆုံးစ조사သွားမယ်လူငယ်တယောက်ပါပဲလို့ပြည်သက်ကြီးကိုပြောပြချင်ပါတယ်ခင်ဗျာဒီ2019နှစ်မှာကျွန်တော်တကူတော် show တွေထိုးမြို့တိုင်းမြို့တိုင်းမှာပေါ့နော်နေဒီမှာရှိရဲ့မြို့တွေကျွန်တော်တို့အပေးနေပြည်သက်တွေရှိရဲ့နေရာတွေကိုအရောက်သွားပြီးတော့ဖြောပြမယ်ပြီးတော့ကျွန်တော်ရုပ်ရှင်ကားကြီးတွေကျွန်တော်ရိုက်ထားတဲ့ကားတွေရုံတင်မယ်ပြီးတော့တောက်လျှောက်လေရုပ်ရှင်ကားကြီး ရိုက်ဖို့အစီအစဉ်ရှိပါတယ်ခေါင်းဆောင်မင်းသားအနေနဲ့တော့ဟိုတော့မှစိန်ကော်လီဆိုတဲ့ကားကိုရိုက်ထားတယ်နောက်တောက်လျှောက်လဲခေါင်းဆောင်ဖြစ်ဖြစ်နဲ့ကြိုးစားသွားပါမယ်လို့လည်းဟိုရအဲ့ခွင့်ရင်းရရင်ပေါ့နော်အကောင်းဆုံးကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်အာကျွန်တော်တို့လုံးလို့ရတာအကုန်လုံးအခုအားလုံးကောင်းဆန်းတော့ကြိုးစားပြီးလုပ်နေရပါပဲအဓိကတော့ပြိသက်တွေပြိသက်တွေအတွက်အကောင်းဆုံးကြိုးစားနေရကျွန်တော်မိသားစုတွေအကောင်းဆုံးကြိုးစားနေရဟိုဘယ်လိုပြောမလဲဟိုလူငယ်တယောက်ဖြစ်တဲ့အတွက် perfect တော့မဖြစ်ဘူးပေါ့နော်လိုအပ်ချက်တွေတော့အများကြီးရှိနေတာအမှန်ပဲအဲ့ဒါကိုအကောင်းဘက်ကနေမြင်ပြီးတော့ကျွန်တော် အတက်နိုင်ဆုံးတော့အကောင်းမြင်ပေးကြပါလို့ကျွန်တော်ကလည်းအကောင်းဆုံးစူးစမ်းနေပါတယ်လူဆိုတာတော့ဟိုအားနည်းချက်တွေရှိတဲ့အတွက်အမှားတာတွေလည်းရှိမယ်လိုအပ်တာတွေလည်းရှိမယ်အဲ့ဒါတွေကိုဟိုနားလည်ပေးကြပါလို့ကျွန်တော်ပြိတ္တကြီးကိုကျွန်တော်ကပြောချင်ပါတယ်ကျွန်တော်အကောင်းဆုံးစူးစမ်းနေပါတယ်လို့မြင်ကျွန်တော်အလုပ်လေးနဲ့ပဲအလုပ်လေးနဲ့ပဲတက်သေးပြပါတယ်နှစ်တိုင်းဆူတောင်းပေးနေကြတဲ့အချိန်မှာကျွန်တော်တို့ချစ်တဲ့ပြိတ္တများကျွန်တော်တို့နိုင်ငံနိုင်ငံသားများအားလုံးပြောရှင်ကြပါစေပေါ့နော်နှစ်သက်တစ်ခုပြောင်းတိုင်းကံကောင်းကြပါစေလို့ပဲဆုတောင်းပါရစေကျွန်တော်တို့ကအားလုံးကဒါကန်စီမန်အတိုင်းပေါ့နော်အဲ့တော့ ကောင်းရင်လည်းကောင်းပါပေါ့နော်ဆိုရင်လည်းဆိုပါဒါတယောက်နဲ့တယောက်တူချင်မှလည်းတူပါပေါ့နော်ဒါကျွန်တော်တို့ကတော့2016ကတော့အကောင်းဘယ်လိုပြောမလဲကံကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်အလုပ်တွေကောင်းကောင်းလုပ်ရတယ်ပရိသတ်တွေနဲ့ပြောရှင်ပြန်တွေ့ရတယ်အားလုံးနဲ့တူကဲလို့ရတဲ့ပွဲတွေလည်းဆင်နွှဲခဲ့ရတယ်ပြောပါတယ်ခင်ဗျ2019မှာဒီတစ်ပုတ်ကောင်းမယ်လို့ကျွန်တော်မျှော်လင့်တယ်ပို့ပြီးတော့လည်းကျွန်တော်စူးစမ်းပါမယ်ဟိုကံကိုယုံနာတဲ့ခုပါတကူဟိုစူးစမ်းတာပို့ပြီးတော့တေချာတာလေလက်တွေ့ရတေချာတဲ့အတွက်အားလုံးကံကောင်းကြပါစေလို့အားလုံးတူစူးစမ်းကြမယ်လို့ကျွန်တော်ကပရိသတ်ကြီးကိုပြောချင်ပါတယ်